Hello okay update လေးတစ်ခုတက်လာပြီအဲ့ဒါကဘာလဲဆိုတော့ Charlie Cart ကိုလောက်ကြံခဲ့တဲ့ Tyler Robinson ကသူဘာပြုလို့အဲ့လိုလုပ်ခဲ့လဲဆိုရဲနောက်ွယ်ကရွေးချက်ပေါ့ဒါက motive လို့ပြောတယ်အဲ့ဒီ motive ကိုတရားဝင်ပထမဆုံးအကျင်ထုတ်ဖော်ဖော်ပြလိုက်ပြီဖြစ်ပါတယ်အဲ့တော့သူ့အနေနဲ့သူနဲ့အတူနေတဲ့အခန်းဖော်ကိုသူရေးခဲ့တဲ့စာအစာအုပ်ထဲမှာဘာလို့သူအဲ့လိုလုပ်တယ်ဆိုတာကိုမေးတဲ့အခါမှာကြတော့ သူကဗာပြောလဲဆိုတော့ငါသူ့ရဲ့အမုန်းတရားသူ့ရဲ့ဆိုတာဒီ Charlie Card ပေါ့သူ့ရဲ့အမုန်းတရားကိုတီးခတ်နေတာများနေပြီဆိုပြီးတော့သူဖြေခဲ့ပါတယ်အဲ့တော့တချို့အမုန်းတရားဆိုတာကညှိနှိုင်းလို့မရဘူးလို့လဲသူအဲ့လိုထပ်ပြီးတော့ပြောခဲ့တာတွေ့ရတယ်ပြီးတော့ဒီ Tyler ကသူ့အမေကိုလဲပဲ Charlie Card ဆိုတာကဆိုးရုပ်မှုတွေအများကြီးကျူးလွန်ထားပြီပေါ့အမုန်းတရားတွေဖြန့်ဝင်နေတယ်ဆိုပြီးတော့သူ့အမေကိုပြောခဲ့တယ်လို့ကြားသိရတယ်အဲ့ဒီအချက်လက်တွေကိုတော့ ဆောနာကပဲယူတာကောင်တီရဲ့အဆွေအရှိနေ Jeff Gray ပေါ့ Jeff Gray ကသူတရားဝင်သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုထားတာတွေ့ရပါတယ်ဒါအပြင်အဲ့ဒီယူတာကောင်တီရဲ့ရှေ့နေအဖွဲ့တွေကဒီတရားခံကိုပေါ့တည်တံတောင်းဆိုသွားမယ်ဆိုပြီးတော့ကြေညာခဲ့ပါတယ်တိုင်လာရဲ့အမေပြောပြချက်အရာရာတော့လွန်ခဲ့တဲ့တနှစ်ကျော်လောက်ကစပြီးသူ့သားကနိုင်ငံရေးမှာပို့ပြီးတော့စိတ်ဝင်စားဖြစ်လာပြီးတော့ liberal လို့ခေါ်တဲ့ဒီလက်ဝဲဘက်ကိုပုံမသိမ့်လာတယ် နောက်ပြီးတော့ lane to ချစ်သူတွေနဲ့ transgender ပေါ့အခွင့်အရေးတွေကိုပို့ပြီးတော့မှထောက်ခံပြောဆိုလာတယ်ဆိုတော့မှပြောကြားတော့သိရပါတယ် FBI ရဲ့ထုတ်ဖော်ပြောဆိုချက်မှာလည်းပဲ Tyler ကသူ့ရဲ့ transgender တငယ်ရင်းတယောက်ပေါ့သူ့ရဲ့ရီးစားလို့ပြောတယ်နော်သူ့ရဲ့တငယ်ချင်းရီးစားတယောက်နဲ့အတူတူအခန်းတစ်ခုထဲမှာနေတယ်ပြီးတော့သူနဲ့ချစ်ချိုက်နေကြောင်းလည်းကြားသိရတယ်အဲ့ဒီသူ့ရဲ့ရီးစား transgender ရဲ့နာမည်ကတော့ Les Trace လို့ခေါ်တယ်အသက်22နှစ်ပဲရှိသေးတယ် ပြီးရင်အဲ့ဒီလူကဂျိုးဘိုင်ဒန်ကိုထောက်ခံခဲ့တဲ့လူငယ်ဖြစ်တယ်ဆိုတာကြားသိရပါတယ်ပြီးရင်သူကဒီအမျိုးသားလိန်အင်ကာကိုပြောင်းဖို့လုပ်နေတဲ့သူတဦးဖြစ်ပြီးတော့သူနဲ့ရီးစားဖြစ်နေဒါနောက်တစ်ခန်းတစ်ခန်းထဲမှာသူနေတယ်အဲအဲ့ဒီအချက်တွေကမိသားစုတွေကြားထဲမှာဒါတိုင်လာရဲ့မိသားစုတွေကြားထဲမှာပေါ့အထူးသဖြင့်တော့နိုင်ငံရေးအမြင်ချင်းကွဲလွဲမှုတွေပေါ်မှာသူ့အဖေနဲ့ဆွေးနွေးမှုရည်ဖြစ်ခဲ့တယ်လို့သူ့အမေကဒါတော့ပြောဆိုထားတယ် လောက်ကြံပြက်ခတ်ပြီးတဲ့နောက်ပိုင်းမှာအာနာပိုင်တွေကတိုင်လာနဲ့သူ့ရဲ့အခန်းပေါ်ကြားကစာအုပ်တွေကိုဒါထောက်ထားနေရရှိခဲ့ပါတယ်။အဲဒီစာတွေထဲမှာဗာရေးထားလဲဆိုတာတူကီဘုတ် အောက်မှာသူ့မဆုကိုရှာဖွေဖို့ပြောထားခဲ့ပြီးတော့အဲဒီမဆုမှာဂျာလီကတ်ကိုတတ်ပြဖို့ငါမှာခွင့်ရရှိတယ်ဆိုရင်ငါလုံမယ်လို့ရေးထားခဲ့ပါတယ်။အဲ့တော့သူ့အခန်းပေါ်အနေနဲ့ကြတော့အဲဒီစာကိုတွေ့တဲ့အခါမှာဗာပြောလဲဟာတာလောက်တာပဲလားဆိုမှသူမေးမြန်းခဲ့တာကိုဒါကြားသိရတယ်။အဲ့တော့တိုင်လာကလည်းပဲ သူအိုမင်းတည်ဆုံတဲ့အထိအဲ့ဒီအကြောင်းတွေကိုလိုဝက်ထားပေးဖို့သူမျောလင့်ကြောင်းသူ့ရဲ့အခန်းပေါ်နောက်သူဤစားပေါ့အဲ့ဒီကိစ္စထဲမှာလည်းပဲသူဤစားကိုပါဝင်စေခဲ့တဲ့အတွက်ကြောင့်သူတောင်းပန်ပါတယ်လို့သူပြောခဲ့ပါတယ်နောက်ပြီးတော့တိုင်လာကသူ့ရဲ့ဤစားကိုဒီစာအတူတွေကိုဖျက်ပစ်ဖို့เนาะပြောကြခဲ့ပြီးတော့ထောင်မကျခြင်းဘူးပေါ့ ိုကိုကိုအဆုံးစီရင်ဖို့စဉ်းစားနေကြောင်းလည်းပဲသူပြောထားခဲ့တာကြားသိရပါတယ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကဒီတိုင်လာအပါဝင်ခုနကသူ့ရဲ့ transgender တငယ်ချင်းအပါဝင်သူတို့မှာက online gamer တွေပေါ့ဒီအဖွဲ့တခုရှိတယ် online discord မှာလည်းသူတို့အပြန်လန်စာရေးတာတွေရှိတယ်အဲ့တော့အဲ့မှာအကုန်လုံးက transgender ဓမ္မတွေပဲပြပြောမယ်ဆိုရင် LGBTQ အတိုင်းဝိုင်းကပေါ့နော်ဒီအဖွဲ့တွေကအမြဲတမ်းဒီနိုင်ငံရေးအကြောင်းနဲ့ပြောဆိုဆွေးနွေးအပြန်အလှန် စာတွေရေးပြီးတော့မှခနဲ့တဲ့စာတွေတော်တော်များများရေးထားတယ်ဆိုတာတွေ့ရတယ်။အဲ့တော့အခု FBI ကလည်းပဲဒီနောက်နော်သူနဲ့ဆက်ဆက်မှုရှိနေတဲ့ online ကစာတွေအသွာလာပေးယူတွေအားလုံးကို ပြန်လည်ပြီးတော့စစ်ဆေးပြီးတော့စုံစမ်းနေတယ်ဆိုတာကိုကြားသိရပါတယ်။အဲ့တော့ခုနကဒီ transgender gang အဖွဲ့တွေပေါ့ပြောတဲ့အခါမှာနည်းနည်းလေး off top ဖြစ်လာတယ်။ဒီအမေရိကန်မှာပြဿနာတစ်ခုရှိတာကဒီ trans အတိုင်းဝိုင်းတဲမှာစိတ်ပိုင်းဆိုင်ရာဒါအားနေခြင်းတွေ နော်ဒါပြဿနာတွေကရှိနေတဲ့အဲသဘောတက်ရောက်တယ်ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့နော်ဒီအောက်ကုလ29 2025မှာပဲဒီမနီယိုပိုလစ်မှာဒီခရီးယန်ကက်သလစ်အကြောင်းတစ်ခုမှာရှူတင်ဖြစ်တယ်အဲ့မှာလည်းပဲအသက်23နှစ်အရွယ်ပြစ်ခတ်တဲ့သူကဒါ transgender ဖြစ်တယ် transgender ဖြစ်တယ်ပြီးတဲ့အခါမှာ2023မှာလည်းပဲဒီ Nashville Tennessee မှာနော်ဒါအကြောင်းမှာ တနပ်ပစ်ခတ်မှုဖြစ်တယ်အဲ့မှာလည်းပဲ28နှစ်အရွယ် transgender ကောက်ကိုလိုရာဒိုမှာဖြစ်တဲ့ပစ်ခတ်မှုနောက် Washington DC မှာပစ်ပစ်ခတ်မှုဒီဟာဒီအားလုံးကိုပြန်ပြီးတော့ trace လုပ်ကြည့်မယ်ဆိုရင်ဒီ transgender အတိုင်းဝိုင်းကပစ်ခတ်မှုနဲ့ violence တွေပို့ပြီးတော့များလာတာတွေ့ရပါတယ်အထူးဖြစ်တော့နော်ဒီနိုင်ငံရေးမှာတက်ကြွလှုပ်ရှားတဲ့တူတွေကပို့ပြီးတော့မှ violence တွေမှာဒါ liberate တိုင်းဝိုင်းထဲရလို့ပြောလို့ရပါတယ်အဲ့တော့ liberal media နဲ့ liberal အတိုင်းဝိုင်းတွေကအခုဒီပြစ်ခတ်သွားတဲ့တိုင်လာရဲ့မိသားစုကဒါ conservative ဖြစ်တယ်လို့သူတို့ပြောနေပြီမဲ့ဟုတ်ပါတယ်ဒါသူ့ရဲ့မိဘက conservative ဖြစ်တယ်သူ့အဖေဆိုရင်တော့ရဲသေးမှာ28နှစ်လောက်အမှုထမ်းဆောင်ခဲ့တဲ့ဒါရဲဝန်ထမ်းတယောက်ဖြစ်တယ်ဒါပေမဲ့တတိထားမှာကတိုင်လာတယောက်တည်းဒီမိသားစုတည်းမှာ liberal ဖြစ်တယ်ဆိုတာကို liberal အမြင်ကိုခံယူပြီးတော့မှ သူကိုယ်တိုင်လည်းပဲ liberate ဖြစ်တယ်ပြီး transgender ဖြစ်တယ်ဆိုတာကိုကျွန်တော်သတိထားမှာဖြစ်တယ်ဒီနေ့သတင်းမီဒီယာနဲ့လူအများပြောဆိုနေတဲ့ conservative မိသားစုကဖြစ်တယ်ဆိုပြီးမဲ့တိုင်လာကိုယ်တိုင်ကတော့ liberate ဓမ္မဖြစ်တယ်ပြီးရင် liberal media တွေနောက်ပြီးတော့ liberal ဒီအမြင်ရှိတဲ့လူအများစုကဒီလောက်ကြံတပ်ဖြတ်မှုပြီးတဲ့နောက်မှာ celebrate တွေလုပ်ပြီးတော့မှ the one man တရာကျူဆူနေတဲ့ဟာကိုကြည့်မယ်ဆိုရင် hate speech ကိုဘယ်သူကပို့ပြီးတော့ promote လုပ်တယ်လဲနောက်ပြီးတော့ race က races ကဘယ်သူကပို့ဖြစ်လဲဆိုတာကိုကျွန်တော်ရှင်းလင်းစွာမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ယုံကြည်သူများအနေနဲ့အခု Charlie ခတ်လုတ်ကြံခံရမှုအပေါ်မှာလွန်ခဲ့တဲ့ Sunday မှာကျွန်တော်တို့ဒါတကယ်အခွင့်အရေးကောင်းတစ်ခုဖြစ်တယ်အတင်းတော်မှာအမှုတော်ဆောင်တွေတင်းဦးဆရာတွေဒါမှဆရာဆရာမတွေကဒီ Charlie ခတ်ကိုအကြောင်းပြုပြီးတော့အတင်းတော်မှာ mention မလုပ်ရဲတဲ့လူတွေအများကြီးရှိတယ်အဲ့ဒါကတော့အင်မတန်ဝမ်းနည်းချေခွဲစရာဖြစ်ပါတယ် ချို့ကဘာလို့ mention မလုပ်လဲဆိုတော့ဒါ politically အရန်ကို correct ဖြစ်စေလိုတဲ့အတွက်တော့လူတွေကိုနော်စိတ်မဆိုးစေချင်ဘူးလူတွေကိုအာဏာပါဏာဖြစ်နေတဲ့အတွက်အကြောင်းဖြစ်တယ်အခု Charlie Cut လူမျိုးတကယ်ယုံကြည်ခြင်းမှာအားကြီးတဲ့တမာတရားပေါ်မှာမချက်မကြောက်နော်ရဲဝံ့စွာ ပြောဆိုတဲ့လူငယ်လေးပြောမယ်ဆိုရင်ဒါမာသူရလူလည်းပြောလို့ရပါတယ်ဒီလူတယောက်အသက်ဆုံးရှုံးရခြင်းက ဒီနေ့အတင်းတော်မှာမချက်မကြောက်ပဲနဲ့အတင်းတော်မှာကျွန်တော်ဒါပြောဆိုဖို့လိုပါတယ်ဒီအကြောင်းအရာကိုတော့မှအတင်းတော်မှာကျွန်တော် mention မလုပ်ရဲဘူးဆိုရင်ကျွန်တော်အမှုတော်ဆောင်တွေကကိုကိုကိုအမတမ်းမှဒါစင်ချင်တုံးတက်ရမှာဖြစ်ပါတယ်ကိုကအချော့မော့နဲ့တွားနေလားလူအများကြိုက်အောင်ကျွန်တော်တွားနေလားတမမဟုတ်တမတရားကိုကျွန်တော်ရဲဝန်စွာဟောပြောပြီးတော့တက်တည်ခံနေလားဆိုတာကိုကျွန်တော်စမ်းစစ်ဖို့လေအမတမ်းမှဒါအရေးကြီးလာပါတယ် conservative media တွေရဲ့အများစု ဘာပြောနေကြလဲဆိုတော့ချာလီခိုက်ရဲ့လှုပ်ကြံတပ်ဖြတ်ခံရမှုက အရင်တော့ကเนาะ MIK Martin Luther Jr. လှုပ်ကြံတပ်ဖြတ်ခံရမှုနဲ့ကဒါတပြေးညီညီမျှတယ်ဆိုပြီးတော့မှအဲ့ဒီလောက်တိတော့မှတင်စားပြီးပြောသွားနေပြောကြားနေတာတွေ့ရတယ်အဲ့လိုပြောနေတဲ့အချိန်မှာအခုကျွန်တော်အတင်းတော်က ယုံကြည်သူတွေကဒါခြာလီကကသူ့ရဲ့ယုံကြည်တက်ဝင်မှုကြောင့်တမာတရားနဲ့သူယုံကြည်တက်ဝင်မှုသူ့ရဲ့ခံယူချက်တွေကြောင့်မဟုတ်ဒါလှုပ်ချန်ခံရတာအဲ့ဒါကိုကျွန်တော်တို့ဒါတင်းတော်မှာအမှုတော်ဆောင်နေခရိယန်တွေကဒါကိုမပြောမဆိုရဲဘူးဆိုရင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုအမတန်မှဒါစမ်းစစ်ရပါလိမ့်မယ်သူချားမှုအနေနဲ့ခြာလီကကိုလှုပ်ချန်တပ်ဖြတ်ပြီးတော့သူ့ကိုတနက်ပြတဲ့အချိန်က7နာရီ23မိနစ်မှာဖြစ်ပါတယ်အဲ့တော့ယောဟန်7:23နဲ့မှာပြောလဲဆိုတော့ ယေရှုကလည်းလူသားတွေဘုံပွင့်ရတော့အချိန်ရောက်ပြီ24မှာပါပြောဆိုငါအမှန်ကန်ဆိုဒီကမြေ၌ကြတော့စပါးစီဒီမပြတ်လျင်တခုတည်းနေရဤပြတ်လင်မှုကများစွာတော့အသေးကိုတိတတ်ဤချာလီကရဲ့တည်ဆုံးမှုကြောင့်အသက်ပေးမှုကြောင့်မို့ဒီထူးခြားစွာအမေရိကမှာဒါ revival ပြောင်းလဲမှုတွေဖြစ်နေလူငယ်တွေတဲမှာဒါအင်မတန်မှပြောင်းလဲမှုကြီးဖြစ်နေတာကိုကျွန်တော်တွေ့ရပါတယ် အမေရိကမှာပဲမကပါဘူးအခု UK မှာဂျာမနီမှာအီတလီနောက်ပြီးတော့ France Spain Europe တခုလုံးပေါ့ပြီးတဲ့အခါမှာတောင်ကိုရီးယားတောင်အာဖရိက အမေရိကမှာဆိုရင်လည်းပဲတကယ်မြို့ကြီးပြားကြီးတွေဖြစ်တဲ့ကျောင်း New York တို့လိုမျိုးနော် Texas Chicago နောက်ပြီးတော့ LA နဲ့ San Francisco အစတကယ်ပြောင်းလဲမှု Colorado နော်ဒီလိုပြောင်းလဲမှုကြီးတွေလှုပ်ရှားမှုကြီးတွေဖြစ်နေတာကိုကျောင်းတွေ့မြင်ရပါတယ်မကပါဘူးနှစ်ပေါင်းများစွာစံစာအုပ်မဖတ်တဲ့လူငယ်သူရယ်တွေ အများကြီးစံစာအုပ်ကိုပထမဆုံးအချိန်လန်ပြီးတော့ဖတ်တဲ့လူငယ်တွေမြောက်များစွာကျွန်တွေ့လာရတယ်။ပြီးတဲ့အခါမှာဗာပြောလေဆိုတော့လွန်ခဲ့တဲ့ Sunday ကအမေရိကမှာ church attendance ပေါ့ဘုရားကျောင်းသွားတဲ့လူဦးရေကဒါတစ်ခါမှမဖြစ်ဘူးတဲ့အတိုင်းသာတိကိုတိုးမြင့်ပြီးတော့အများဆုံးဖြစ်လေ။အဲ့ဒီတဲ့ပုံမူထူးခြားတာက ခရီးရန်စာပေဆိုင်တွေမှာရှိတဲ့ကျန်းစာအုပ်တွေက ရောင်းမလောက်အောင เนาะတကယ်ကိုအယောင်အားတွေကတိုးမြင့်နေတယ်ဆိုတာကိုကြောင်ကြားသိရပါတယ်။နှစ်ပေါင်းများစွာဘုရားเจ้าမရောက်တဲ့လူငယ်လူရွယ်တွေမြောက်များစွာဘုရားเจ้าကိုတွားခဲ့တယ်ဆိုတော့ဟာရဲ့နောက်ပြီးတော့ထပ်ပြီးတော့လည်းဘုရားเจ้าကိုတွားအောင်မယ်ဆိုတော့သတင်းတွေမြောက်များစွာကြောင်ကြားတွေ့ခဲ့ရတာဖြစ်ပါတယ်။အထင်ကရအနေနဲ့ကြတော့ကဘာပေါ်မှာ IQ အမြင့်ဆုံးဖြစ်တဲ့ကိုရီးယားနိုင်ငံသားယွန်ဟွန်ကင်ကိုတိုင်ကဗာပြောလေဆိုတော့တငယ်ချင်းချာလီကတ် မင်းရဲ့အမွေကိုဆက်ခံပြီးမင်းလန်းအတိုင်းငါဆက်ပြီးတော့ရှောက်မယ်ဆိုပြီးရေးသားခဲ့တာတွေ့ရတယ်။ Elon Musk ကိုတိုင်းတော့နောက်မှပါပြောတယ် Turning Point USA ကိုထောက်ခံကြပါစို့ဆိုပြီးတော့သူပြောသွားခဲ့တယ်။နောက်တစ်ခုထူးခြားတာက Charlie Kirk က September လ10ရက်နေ့မှာသူအသက်ဆုံးရှုံးသွားတာဖြစ်တယ်။ September 9ပြီးရင်30အဲ့တော့ Johan 930တဲ့မှာပြောလဲဆိုတော့သူတို့ကလည်းအဘယ်တို့တင်ဤမျက်စိဖွင့်တနည်းဟု မေးကြလင်ဒါတိုက်ဆိုင်မှုတော့မဟုတ်ဘူးလို့ကျွန်တော်တင်တယ်အဲ့တော့ဆက်တင်မှာပါပြောဆိုထိုသူကယေရှုအမိရှိတော်သူတယောက်ဒီရှွန့်လုပ်၍ကျွန်ုပ်မျက်စိကိုလူပြီးမှရှီလောင်ရေကန်တို့တွား၍မျက်စိကိုဆေးလောဟုဆိုဒီအတိုင်းကျွန်ုပ်တွား၍ဆေးလျင်မျက်စိမြင်ဒီဟုဆို၏ဒီနေ့လူငယ်လူရအမြောက်များစွာနော်ဒါမျက်စိမမြင်တဲ့လူငယ်လူရပြောမှဆိုရင်ဒါအမြင်မပွင့်တဲ့လူငယ်လူရတွေပေါ့မြောက်များစွာမျက်စိအမြင်တွေပွင့်လာကြပြီးတော့ ဒါနိုင်ငံရေးတွေးခေါ်တွေနောက်ပြီးတော့တမာချန်းစာရဲ့ရှူတောင်းအမြင်တွေပွင့်လာပြီးတော့မှဒါ liberal ကနေအခု conservative ဘက်ကိုပြောင်းလာနေတယ်ဆိုတာကျွန်တော်တွေးရတယ်ဒါကြောင့်ကပောက်ချန်းခန်းကြီး90 20ထဲမှာဘာပြောလဲဆိုတော့တင်တို့ဒီအကျွန်ုပ်ကိုညင်းဆဲမိကြံတော့လဲဘုရားသခင်ဒီယနေ့ဖြစ်သည့်အတိုင်းလူများအသက်ချမ်းသာစေခြင်းကဂျေစုပြုမိကြံတော်မူ၏ကြီးမာတော် God's plan divine plan ဘုရားခင်အကြံစီကို ဒါဘယ်လူမှတားလို့မရပါဘူး။ Charlie ကတယောက်ကြောင်းမှုဒီနေ့ Turning Point USA တကယ်လည်းအမေရိကန် Turning Point အခြေအနေကိုရောက်လာပြီးတော့အမေရိကနဲ့အစပြုပြီးဒီကမ္ဘာလုံးမှာ Turning Point တစ်ခုဖြစ်လာမယ်ဆိုတာကိုကျောင်းယုံကြည်မျော်လင့်ရင်းနဲ့ update ကိုကျွန်တော်ဒီလေးငယ်တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ Shalom Peace